ဘုဇုတ် grammar တောင်မှမင်းတို့ဟာလူမဟုတ်တော့ဘူးလို့ပြောရတော့အောင်ရက်ဆက်လုံးတဲ့အကြောင်းတွေပါပါပြီးတော့ကျွန်တော်တို့ TNL တပ်ဖွဲ့ဝင်ကိုခေါင်းကိုဖြတ်ပြီးတော့ဆာလာအိတ်ထဲမှာထည့်ပြီးတော့ drone နဲ့ပြန်ချပေးတဲ့အကြောင်းတွေကိုကျွန်တော်မိသားစုနဲ့ကြားရမှာပါတောင်မဲတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရသတင်းတွေကိုဖော် တော့လူမလို့တော့ဘူးအဲ့ဒီစကားကိုပြောလိုက်တဲ့သူကဗိုလ်ချုပ်ဂွမ်မွန်ဖြစ်ပါတယ်ဒီစတေတက်ကိုကျွန်တော်တွေ့လိုက်တဲ့အချိန်မှာဟာဘို့ဗိုလ်ချုပ်ဘာကြောင့်ဒီအကြောင်းကိုတော်တော်လေးပြောလိုက်တာလေနော်ဟုတ်ပါတယ်စဘောမျိုးမှာဒီနေ့ညနေဒီလာကြီးခွဲဝင်းကျင်မှာဖြစ်သွားတဲ့ဖြစ်စဉ် ဲ့ဒီပစ္စည်းကတော်တော်လေးကိုရင်နာဆရာကောင်းတယ်ဒီနေ့ဟိုနေ့လေးလာကြီးခွဲစတော့ရုတ်လေတက်တက်ကိုဂျန်ပစ္စည်းခွေးတက်ကလေချောင်းကနေပြီးတော့ဘုံကျဲချလိုက်ညနေ၄နာရီခွဲတောင်တောင်ចောင်းသူတွေចောင်းစင်းတဲ့အချိန်ကလေးငယ်တွေထိခိုက်သွားတာဗျာအဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိသားစုကြီးတွေတော့ကြည့်ပေးပါ ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဘုရားကောင်းမောကိုယ်တိုင်းထွက်ပြီးတော့ပြောလိုက်တယ်မင်းတို့ကယူမဟုတ်တော့ဘူးကျွန်တော်ဒိုင်းကြီးရောက်မှရှိတယ်ကျွန်တော်မိမပြည်သူအားလုံးကလည်းပဲလက်ရှိအာနာရှင်အကကျွန်တော်တို့အကုန်လုံးကိုလည်းလူတို့ကိုမတတ်မှတ်ထားပါဘူးဘုရားအဲ့တော့ဒီစခရင်းကိုကျွန်တော်တို့ကခိုင်းနိုင်တာဒါတော့မှခွေးချစ်တဲ့သူတွေက ခွေးနဲ့ခိုင်းနိုင်တာမသိတော်တဲ့အကြောင်းကိုတော့မှကွန်ပလိတ်တက်ခံခဲ့ရခွေးနဲ့မခိုင်းနိုင်ပါနဲ့တဲ့ခွေးကသမင်းကျွေးရဲ့လက်ကိုပြန်မကိုက်ဘူးသခင်ပေါ်အရန်သက်စာရှိတာလက်ရှိအကြောင်းဖတ်စစ်ခွေးတက်ကျွန်တော်တို့ကဒီလိုသုံးတာဟုတ်ဗျာခွေးလောက်တောင်မှသစ္စာမရှိခွေးလောက်တောင်မှသခင်ပေါ်အကောင်မပေးနိုင်တဲ့သမင်းကျွေးရဲ့လက်ကိုပြန်မကိုက်တဲ့ ဆိုတော့ခွေးနဲ့နှိုင်းတာကိုခွေးချစ်သူတွေကပ်ကွက်တာကျွန်တော်လုံးဝကိုတရားခိုင်လို့အပြစ်လက်ခံလိုက်ပါတယ်ဒါပေမဲ့လည်းဗျာကျွန်တော်တို့ကနှုတ်ကလည်းကျိုးတယ်စခွေးစခွေးဒါပဲကျွန်တော်တို့ကဝတိပါသွားတာဟုတ်ဗျာဟုတ်ပြီဒီနေ့ကျွန်တော်တို့တောင်းတမလို့တီယန်အလီတောင်းဖက်တိုက်ပွဲတွေအကြောင်းပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါတောင်းတဖွဲ့ဝင်အရှင်ဖမ်းမိလိုက်တဲ့ TNL တပ်ဖွဲ့ဝင်ကိုခေါင်းကိုဖြတ် ဆာလာအိဒီယကိုထည့်ပြီးတော့ drone နဲ့သေဆောင်ပြီးတော့ကျွန်တော်တို့ DNA တဖွဲ့ဝင်ဘက်မှာသွားပြီးတော့ချပေးခဲ့တယ်အချမ်းမဲ့ passive ပြတဲ့ရဲ့ကျုပ်မှာ yai sign တော့ဒီကြောင်းတွေကိုကျွန်တော်မိသားစုနေကျွန်တော်နဲ့တိတိချာချာလေးဆွေးနွေးကြမှာဗျာဟုတ်ပြီပရောဟူးစွာချက်ခံရေးပါတီဝင်ကောက်ကန်တထေးကိုတော့တရုတ်ကတည်တံပေးလိုက်ပါကျန်ဖို့တော့ကျွန်တော်မိသားစုနေ ကိုကန်းကတရေကြီးမိလျှောက်ချမ်းနဲ့မိသားစုဝင်တွေကိုတရုတ်ကအကုန်လုံးကိုတည်တံ့ပေးလိုက်ခြင်းဖြစ်ပါတယ်။ရုပ်နိုင်ငံဝမ်ချိုးပြည်သူတရားရုံးကနေပြီးတော့မြန်မာနိုင်ငံကိုကန့်ဒေသမှာအခြေစိုက်ပြီးတော့ online ငွေလင်ခိုင်းပြီးတည်ထောင်ခဲ့တဲ့ကိုကန့်တရေမိလျှောက်ချမ်းနဲ့တာမိကော်ဖဲမြေဖြစ်သူမိချင်းချင်းနဲ့လက်လက်ကင်ခေါင်းဆောင်ကျိုးဝီချမ်းတို့အပါအဝင်၁၁ဦးကိုတေတံနောက်ထပ်၅ဦးကိုနှစ်နှစ်ဆိုင်းငတ်တေတံ၁၁ ဦးကိုထောင်နှံတက်ကျွန်းနဲ့စနက်ဦးကိုထောင်နှံ9နှစ်ကနေပြီးတော့24နှစ်အထိအသီးသီးချမှတ်လိုက်ပါတယ်။အဲ့ဒီမိသားစုဝင်အကုန်လုံးဟာကြံ့ဖို့မိသားစုဝင်တွေဖြစ်ခဲ့ပြီးတော့အဲ့ဒီမှာလဲပါတီထောင်နေတဲ့သူတွေဖြစ်ပါတယ်။အကြမ်းမဖက်စစ်ခွေတက်နဲ့ပတ်သက်သူမှန်မြအခုလိုပဲ ဇသိမ်းရတယ်ပြီးတော့ကြံ့ခံရေးပါတီကြံ့ဖို့ပါတီကြားပြန့်လူလိန်ဂိုင်းတွေကိုလက်ခံတဲ့ပါတီတခိုးချိုးတွေကိုလက်ဝေကန်လက်ကင်ထုတ်ပြအသုံးပြုတဲ့ပါတီငကူတွေကအဲ့ဒီကြံ့ဖို့ပါတီဆိုတာကလည်းစစ်ခွေးအပိုင်းဝိုင်းကစဉ်သက်လာတဲ့မကြသေးခင်အောင်မှလားကြံ့ဖို့ပါတီဝင် တဦးကသူတို့အသေးကွဲတဲ့အကြောင်းရုပ်သံဗီဒီယိုမှတ်တမ်းကြီးအောင်ထွက်ပေါ်လာသေးတယ်။မိုးချရွှေကိုတဲ့တက်ကကောင်တွေကတက်ဖို့ပါတီဝင်တွေမှာတကယ်ခေါင်းဆောင်နေရာတွေကိုဝင်လိုက်တော့ငါတို့ကြက်ခန့်ရေးကကောင်တွေကခွေးဖြစ်ပြီပေါ့ဆိုတာမျိုးကိုသူတို့နှုတ်ကသူတို့ကိုယ်တိုင်ပြောလာတာ။ကိုเจ้าတော့ကိုသိရှာတယ်။ကိုယ်ကလည်းကြက်ခန့်ရေးပါတီဝင် ကြားခက်လူလိန်ကိုင်းကိုးကန်တထေးနဲ့သူ့မိသားစုဝင်တွေအကုန်လုံးကိုတော့တယောက်ကတေးတန်းပေးလိုက်ပြီတိခါကြားလေပြာတော်ပြီလို့ကျွန်တော်တို့ဒါကြန့်ခိုင်ရေးအဖွဲ့ကနေပြီးတော့ကြည့်မိနေမယ်ဆိုရင်လည်းပဲဗရင်တီပြုလို့ရပြီเนาะကျွန်တော်ရဲ့မိသားစုဝင်ဟုတ်ပြီဒီရွေးကိုင်းတော့လေရွေးလုပ်ငန်းတွေကိုဥဆောင်ပြီးတော့ကုကန့်ဒေတာ ဩစာအာနာရှိတဲ့မိမိသားစုဖြစ်ပါတယ်။ခေါင်းဆောင်မိလျှောက်ချမ်းကြန့်ခိုင်ရေးပါတီဝင်ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတုပ်ဖြစ်ပြီးတော့သူ့ရဲ့သားမီကောဖင်းကကိုကန့်နေချာစောင့်တဲ့ခေါင်းဆောင်တုပ်ဖြစ်ပါတယ်။သူကနိုင်ငံရေးနဲ့ဆေးအာဏာကိုသုံးပြုပြီးတော့သူ့ရဲ့ယာဆွတ်မှုလုပ်ငန်းတွေကိုကာကွယ်ပေးနေတာဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။ ကျောင်းမိသားစုဝင်တွေတွက်ဆက်ပြီးတော့တိလိုက်ရတာကတော့ပြည်သူ့ချက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်ခေါင်းဆောင်တအူးနဲ့နေသားစောင့်တဲ့ BGF ခေါင်းဆောင်တအူးကလက်ရှိအချိန်မှာတရုတ်ကနေပြီးတော့တည်တံပေးခြင်းခံလိုက်ရပြီဆိုတဲ့အကြောင်းဒါလေးကိုမှတ်သားပေးပါဒါလေးကိုမှတ်သားပေးပြီဆိုရင်တော့ဒီလိုအပွဲကိုကာကွယ်ပြီးတော့ဦးအောင်လှုပ်ဆောင်သွားမယ်လို့ ကင်းပြင်းတဲ့အပင်ကကင်းနဲ့ကန်သုံးခွဲကစတင်ဘာ29ရက်နေ့မှာပူရထုတ်ပြန်ကြီးညာလိုက်ပါတယ်ဘသူတွေကယူကော့ပွဲကိုကာဝယ်မလဲယူကော့ပွဲကိုကုညီမဲဆိုတာတွေကိုကျွန်တော်တို့တန်ဖိုးရှိစွာကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာရှိတဲ့ကရင်တွေအကုန်လုံးနဲ့တိလိအရတို့တကောင်းလုံးမှာရှိတဲ့ကရင်တွေအကုန်လုံးကြားတိလိုက်ရတယ် ခင်ဖက်ဒရယ်ကိုတိဆောက်ချင်ပါလေဆိုတော့ကရင်တနိုးသားရဲ့အိမ်မက်ကိုရိုက်ချိုးတာအဲ့ဒီတစ်ဖွဲ့သုံးဖွဲ့လုံးကအဲ့ဒီတစ်ဖွဲ့သုံးဖွဲ့အားလုံးကြောင်းမိသားစုဝင်လေကြားပါပါ BGF KNA လို့အမည်ပြောင်း KNU KNA လေး KPC သူရဲ့စလုံးတိုင်းကိုကျွန်တော်ရုပ်ပြတာနော်ကျွန်တော်မိသားစု PC လို့ဘယ်တော့မှသူတို့အမည်ရှေ့မှာရေးသေးတယ်။ KNU KNA လေး PC PC ဆိုလဲ PC ပေါ့ဗျာဘာဖြစ်လို့ခုနောက်ဆုံးစီးဝေးအထိကို KNU dash KN ali dash PC ဆိုပြီးတော့တောင်းပြရတာလေ KNU သိခါကြာပြီးရင်တော့ထုံးစံအတိုင်းပေါ့ဗျာ DGP အရင်တော့က DGP တို့ PC တို့ကသူကဂျာနေခြံခွားထိုင်နေသေးတယ်ကျွန်တော်မိသားစုဒါပေမဲ့သူတို့ဝီကြီးကိုမလွန်ဆန်နိုင်ကြတော့ ။ဒါကြောင့်ကျွန်တော်ပြောတဲ့ DKB အောက်မှာရှိနေတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကြောက်မိသားစုဝင်တွေကျွန်တော်အမြဲတမ်းအသိပေးပါတယ်။အမျိုးသမီးတွေ PDF အမျိုးသမီးတွေအရင်သိစာရှိတယ်ကြောက်ခါအလောက်ပဲကျွန်တော်ပြောကျွန်တော်နမိတ်တက်မပြောဘူးကျွန်တော်မိသားစုအခုလီဂီကောရေကန်ကုန်းလဲပြီးလိုက်ရအောင် ဒီရောရေကန်ကုန်းဆိုတာကျွန်တော်အပောင်ဝင်အဲ့နေရာမှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်ခဲ့ရတဲ့နေရာဟိုးရင်အဆောက်ကိုပြန်ရောက်သွားတာလီလီကိုပြန်ခုတ်ကန်နေရတဲ့အခြေအနေအရင်အဆောက်ပေါ့ဗျာအရင်အဆောက်ကျန်တဲ့အခု2000ဒီ2023 2024 2025မှာဖြစ်ခဲ့တာတွေအကုန်မေးလိုက်ဟိုးအရင်အဆောက်လီလီကောမှာကျွန်တော်အားလုံးအာဘောနော်အဲရောက်သွားတဲ့အချိန်လေကောကျွန်တော်ပြစစ်ကိုစစ်ကြောင်းနေရဝင်လာတယ်အာကျွန်တော်လွတ်တော်မဲ့တည်းဟိုပြေးဒီပြေး အဲ့ဒီမှာကျွန်တော်တို့အဲကျွန်တော်တို့ KN KNU နဲ့အချို့တပ်ဖွဲ့ဝင်တွေကအဲ့ဒါကိုကျွန်တော်တို့ခုခံထားတာပေါ့ဗျာနောက်ဆုံးကျတော့လေးကိုလေးပါသွားတာပဲအဲ့ဒီအဆောက်ကိုပြန်ရောက်သွားတာအဲ့ဒီအချိန်တော့ကျွန်တော်သိတဲ့ fighter တယောက်ပဲရှိတယ်ဟုတ်ပြီဒါတော့ဒီကဘင်းပြန်လဲတင်းငင်အေးချမ်းကြီးပြန်ဟိုငင်းချမ်းကြီးပြန်ရှိအောင် ဘလို့လှုပ်ဆောင်ကြမလဲရေးကြီးဆုံးအခြေအနေနဲ့ဆွေးနွေးခဲ့ကြတယ်ကျွန်တော်နေမြန်မာဒီမိုကရေစီရွေးကောက်ပွဲကိုပါဝင်မှုစိုးရိမ်မှုတွေရှိနေတဲ့ပြည်သူတွေအတွက်ဘယ်လမ်းကနေကူညီကာဝယ်ပေးနိုင်တာရှိတယ်။အရင်ပါတီအချို့ဝင်ရောက်ပါဝင်မှရှိတော့ဘယ်လိုသတိထားနေရမလဲ။ဘယ်လိုလက်ဆောင်ပေးနိုင်မလဲစသည်ဖြင့်တိုင်ပင်ကြတာရှိတယ်လို့ အင်းညဉ့်ညဉ့်ကောင်စီ PC ကဘုံမူးကြီးစောကြော်ညွန့်ကပြောခဲ့ပါတယ်မိ KNU ကင်းမျိုးသားစည်းရုံးမှာခွဲထွက်သွားတဲ့လက်နက်ကင်အဖွဲ့များကိုကင်းပြည်သူတို့လိုလားနေတဲ့တခုတည်းသောလက်နက်ကင်ဖြေဆန္ဒအရအပြစ်ရက်က2023ခုနှစ်မေလ28ရက်နေ့မှာကင်းလက်နက်ကင်များစည်းလုံးညီညွတ်ရေးကော်မတီ KNU DKP PC နဲ့ BGF တို့စုပေါင်းဖွဲ့စည်းခဲ့ပူးပါတယ် တရင်တို့အိမ်မက်တွေအခုတော့ဖတ်မှတ်လို့ရပြီပေါ့ကျွန်တော်ရဲ့မိသားစုမှာနေဟုတ်ပြီအဲ့တော့ဒီချင်းချင်းနဲ့ပတ်သက်ပြီးတော့စကွေးဝန်စုကရေကောက်ပွဲကျင်းပသည်ဒီလူဆန္ဒနဲ့စန့်ကျင်တဲ့အတွက်ပူရဲစန့်ကျင်နေသည့်အတွက်ပူရဲသဘောထားထုတ်ပြန်သည့်လက်နက်ကင်အဖွဲ့များပြင်ဆင်ချက်ဖုံး ုံးသက်တင့်တယ်လို့ပိုင်းပိုင်းမျိုးသားဖက်ဒရယ်ကောင်စီဥက္ကရာကခုလိုတိုက်တွန်းထားပါတယ် NCA စာချုပ်ပေါ်အကောင့်တွေပေါ်က KNU အဲ့ဒီတော့က KNU နဲ့နိုင်ငံရေးဥဆောင်မှုကိုခံယူမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့တွေကပြောခဲ့တယ်သူရဲ့ရွေးကောက်ပွဲသဘောထားကပြည်သူသဘောထားပဲရွေးကောက်ပွဲကိုကူညီမယ်ဆိုတာကဒါကိုတွေးဖိနေတာ မိမိအေဂျင့်ရေးဆိုတာကလည်းပြည်သူကိုရန်သူလိုတတ်မှတ်ပြီးတော့တတ်ဖြတ်နေတဲ့ဆက်လက်ဆက်လက်အောင်မှာမရှိဘူးဒါကြောင့်ဒါမျိုးကိုပြန်သုံးသပ်ဖို့ကိလက်နကိုင်အဖွဲ့တွေကိုတိုက်တွန်းခြင်းပါတယ်ဟုခုံမြင့်ထွန်းကမှတ်ချက်ပြုထားတာကိုတွေ့ရပါတယ်ကြောကျွန်တော်တို့အားလုံးပြောနေကြတဲ့အတိုင်းပါပဲကရင်ကိစ္စကိုကရင်ရှင်းပါလိမ့်ကျွန်တော်တို့ဝင်ပြီးတော့ရှင်းလို့မရဘူးအဲလက်ရှိအချိန်မှာကျွန်တော်တို့ရဲဘော်တွေပေါ့နော်အဲ လုံးဝကိုအစင်ပြီးထောတဲ့အခြေအနေမှာအနေရာတွေရွှေ့ပြောင်းဖို့အတွက်ပြင်ဆင်ရတာရှိပါတယ်အဲ့အတွက်ကျွန်တော်တို့ဈေးတီပေါ့နော်ဈေးတွေအများကြီးလိုအပ်နေတယ်ကျွန်တော်ရင်မိသားစုနေတယ်ဆိုတော့တတ်နိုင်တဲ့ဘက်ကဝင်းရင်ကူညီပေးဖို့ကိုကျွန်တော်မေတ္တာရက်ခံလိုတယ်ကျွန်တော်တို့လုံးလုံးမရတဲ့အရာမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့လုံးလုံးရတဲ့နေရာမှာရှိဖို့တော့ လူတွေပြောချင်တာကတော့လူမှန်နေရာမှန်ဖြစ်ဖို့အတွက်ကျွန်တော်တို့အများကြီးရုံးကန်နေရတာရှိတယ်ကျွန်တော်မိသားစုဝင်တွေခံစားနားလည်မိမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကျွန်တော်ရဲဘော်တွေရွှေပြောင်းဖို့အတွက်ငွေချေးတွေမြောက်များလိုအပ်နေပါကျွန်တော်မိသားစုကိုကြီးပြီးမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီဒီနေ့မှကျွန်တော်အဓိကတင်ပြချင်တဲ့အကြောင်းကဖမ်းမိရတဲ့ TNL တပ်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့ drone နဲ့ပြန်ချပေးတဲ့ကြောက်စိတ်အတွင်း view ပါ ဒါကိုအခုလက်ရှိ TNLA နဲ့ Jumpasic ခွေးတက်တက်ပြီးပြင်တန်နေတဲ့နေရာမှာနောက်ဆုံးအသုံးပြုနေတာဖြစ်ပါတယ်။အဲ့ဒါစစ်ပြူဟာလားကျွန်တော်ယူမိသားစု။ပုံမှန်ဆိုတာရှိတာပဲ။ကျွန်တော်ပြန်တော့ဖမ်းမိတယ်ဆိုရင်ကျွန်တော်ဖမ်းမိတဲ့ပုံမှန်တွေဆိုရင်ကျွန်တော်ဘယ်လိုမျိုးဆက်ဆံလဲဆိုတာကျွန်တော်ယူမိသားစုတွေ့မှာပါ။ဆိုတော့ TNLA တပ်ဖွဲ့ဝင်ကို Jumpasic ခွေးတက်ကဖမ်းမိတယ်။ဖမ်းမိတဲ့ ျွန်တော် DNL တက်ဖွဲ့ဝင်ခေါင်းကိုဖြတ်ပြီးတော့စာလိုက်ထဲထည့်ပြီးတော့ drone နဲ့ DNL တက်ဖွဲ့ဝင်လေးစီမှာလာချလိုက်တယ်။ဆိုတော့ DNL တက်ဖွဲ့ဝင်ကပထမ drone ပုံလေးလာကြတာအောင်ပြီလို့သူတို့ကပြီးတော့ကြပြီးတော့ဖုံးပြီးတော့ပို့ဆိုပြီးတော့မကွဲဘူးဗျမကွဲတဲ့အချိန်ကျမှထွက်ကြည့်မှသူတို့ရဲ့တက်ဖွဲ့ဝင်ဟိုခေါင်းဖြတ်ပြီးတော့စာလာအင်းလာပစ်ချသွားတာလေ။ဟုတ်ပြီ။ တောင်းတဖောက်ဝင်နေ DNA ထင်းချောက်တာကြောင်မဲကိုစတောင်းထိုးတိုက်ခိုက်နေတာကျွန်တော်ရဲ့မိသားစုဝင်နေအခုချိန်မှာအနည်းဆုံးဖြစ်တဲ့ခုံမုံကျေးရွာနေတီရောက်ရှိလာပြီကျွန်တော်ကြောင်မဲမျိုးကို Japanese ခွေးတက်မုံဝင်နှိုင်းအောင် DNA တဖောက်ဝင်တွေကဆက်လက်ပြီးတော့ခုခံနေပါတယ်ခုကျွန်တော်ပြောနေတဲ့အချိန်ထိလည်းပဲတိုက်ပွဲပြင်းထန်နေစေဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဒီချိန်မှာကျွန်တော်တို့ဒါ အပေါ်ဆုံးကနေပြီးတော့ TNL ကိုဖိအားမျိုးစုံပေးနေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်တယ်။ပြီးတော့တင်းတင်းရှာရှာထူးခြားတာချက်ချက်က UWSA water point ဝင်တွေအတွင်းထဲကိုတေုပ်ထောက်လန်းရေးတွေထည့်ထားပြီးတော့အထူးစောင့်ကြည့်ခံနေရတဲ့ကျွန်တော်ညီတော်မာမိတ်သုံးဘွဲ့အကြောင်းလည်းပါပါတယ်။ UWSA တပ်ဖွဲ့ဘက်မှာတေုပ်ထောက်လန်းရေးတွေရှိနေတာเนาะကျွန်တော်မိသားစုဝင်ထည့်ထားလား။ ထပ်ပြီးတော့အခုလက်ရှိစစ်မြေပြင်နဲ့ပတ်သက်ပြီးတော့ကြီးတထောင်အောင်မရောက်ဖို့အတွက်တယောက်ကလေငီကိုဖြတ်တင်းထားတာဒီချင်းတွေကျွန်တော်ချင်းဆိုင်နေရတာဖြစ်တယ်ကျွန်တော်ဒါဆိုမလျှော်တော့ဇွဲလုံးလာတွင်နေကျွန်တော်တို့ကောင်းဆုံးကြိုးစားပြင်ဆင်နေကြတယ်လက်ရှိချင်းတွေမှာသူတို့စစ်တောင်းထိုးတယ်သူတို့ပြန်လည်ပြီးတော့တစ်ခါသိမ့်ပတ်တယ်ဆိုတာ ကတော့ဘာလည်းပြန်ကြားပြန်ရှိပါလိမ့်မယ်။ဒါကတော်လည်းရဲ့အဆုံးဖြတ်မှုပါ။ကျွန်တော်တို့အကျွန်တော်ယနေ့အချိန်ထိမြို့ပေါင်းတရာနီးပါးအထိကိုကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ထားနိုင်စေဖြစ်တယ်။အကြသေးခင်ကမှမြို့လေးနှမြို့လောက်ပြန်ပေးလိုက်ရကျွန်တော်တို့တော့ကမိုင်နာပဲကျွန်တော်မိသားစု။ဒါပြင်အရေးကြီးတယ်ကလိုင်းအင်နဲ့ထိဆက်ထားတဲ့မာပြူဟာကြအချက်ချာကြတဲ့မြို့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ပြီးတော့နောက်ထပ်တစ်မြို့မကြခင်မှာလဲစိုးအောင်မှာကျွန်တော်မိသားစု။ တို့ကရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲကိုအစပိုင်းကပြင်ဆင်ပြီးတော့နေမီတွေရရှိဖို့အတွက်ဘယ်နေရာမှာတော့ရွေးကောက်ပွဲလို့ပဲဘယ်နေရာမှာတော့အတေးအကျတ်တို့တွေပြားပေးပြီးတော့ရှိမြလူငယ်ကလက်နဲ့အင်းကအကုန်လုံးကိုပုံအောပြီးတော့အုံပြုတ်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်တို့တက်ကတော့နောက်ဆုံးချိန်ကျွန်တော်တက်ကတော့ခွင့်ရေးကောင်းပါ ပိုင်းခံရမှာကျွန်တော်ရဲ့မိသားစုပိုင်းခံရဒါပေမဲ့အဆက်ဘောက်တွေကိုတော့အရင်ရှင်းဖို့တော့လိုတယ်မဟုတ်ကျွန်တော်တို့ညီငယ်တွေနေကြနေရမရှိဘူးဘယ်ညက်လာကြည့်ပါဘယ်လိုဖြစ်ခေါ်ရမှာကျွန်တော်ရဲ့မိသားစုကျွန်တော်တို့ဟာအရာကိုတစ်ဖက်ဝင်နေနဲ့မာမိအနေနဲ့ရှိတယ်ဆိုအရာကိုတစ်ဖက်ဝင်နေရဲ့ကွန်မန်းကိုကျွန်တော်နားထောင်ရတယ် ်မြန်အန်ယူဂျီကျွန်တော်မြန်ညညရဲ့အစိုးရကာကွယ်တပ်ဖွဲ့ဝင်တွေကပူပေါင်းလှုပ်ဆောင်ရတယ်ဆိုရင်ကျွန်တော်အန်ယူဂျီနဲ့ပတ်သက်တဲ့ဒါကာကွယ်တပ်ဖွဲ့ဝင်တွေရဲ့အစင်စင်ညွှန်ကြားမိန့်ပေးတဲ့ comment တွေကိုကျွန်တော်တို့ကနားထောင်ရတဲ့သူတွေဖြစ်တယ်ကိုယ်ပိုင်အစင်မပြေတဲ့ခက်ခဲမျိုးစုံကိုကျွန်တော်တို့တဦးချင်းစီတိုင်းတွေ့ကြုံခဲ့ရပြီဖြစ်တယ်ဒါကြောင့်အရှိမကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်အကူအညီတောင်းတာပါ ဟုတ်ပြီဒီနေ့ငါနေခိုင်းမှမဟုတ်တော့ဒီနေ့ပိုင်းမှာလည်းပဲထူးခြားဖြစ်စဉ်ကူဖြစ်ပွားခဲ့ပါတယ်အဲ့တော့မနီချေးကရှမ်းပြည်တိုးတက်ရေးပါတီ SSPP ထိန်းချုပ်ထားတဲ့ကျေးရကအဲ့ဒီမှာရှိတဲ့ကျေးရဒေသခံတွေကကျွန်တော် TNLA တောင်းတက်ပြီပေါ့ဗျာဂိမ်းမချဖို့အတွက်ဆန္ဒပြခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်နဲ့ထွက်ပေါ်လာတယ် ပေမဲ့တောင်းတစ်ဖွဲ့ဝင်နေခေါင်းဆောင်မိုင်းတွေကနေပြီးအဲ့ဒီ gate ကနေပြီးတော့စုတ်ခွာခိုင်းလိုက်တယ်သူတစ်ဖွဲ့ဝင်နေဒါပေမဲ့သူရဲ့စာပြတဲ့သူရဲ့ဒါပြောဆိုချက်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထည့်သွင်းပြီးတော့နည်းနည်းလေးပြောပြခြင်းနဲ့ကျွန်တော်မိသားစုဝင်အဲ့တော့ဘယ်လိုဆိုတော့ဒီကျေးရွာကို အကျန်းဖက်စစ်ကိုတက်ကဘုံလာခြင်းမှာစိုးလို့အဲ့ဒီဂိတ်ကိုဖြတ်ခိုင်းတာပြီးတော့အဲ့ဒီဂျေးရကမျိုး TNL တွေထွက်ခွာဘူပြောတယ်ဆိုတာကအဲ့ဒီလွာကိုဘုံကျဲခံရမှာစိုးလို့တဲ့မိသားစုနေတတ်တမဲ့နုလေတတ်တဲ့တတ်တမဲ့ခုံကြီးကြီးစာတင်ကြောင်းတွေတတ်တမဲ့ဂျေးရွာတွေကိုဘုံကျဲမိလောင်တိုက်တွင်းပြီးတော့အကြောက်တရားတွင်းနေတဲ့ ဂျန်ဖက်စီခွတ်တဲ့လူရက်ကအဲ့ဒီမစ်ရှင်ကအောင်မြင်သွားပြီလားလို့တော့စဉ်းစားစရာဖြစ်တယ်။တနည်းအားဖြင့်ဘုံကျဲမှာဆိုလိုတဲ့ TNL ဂိမ်းချရပဲနဲ့ TNL တွေအဲ့ဒီရွာတွေကထွက်သွားဖို့အတွက်ပြည်သူက SSPP နဲ့ပေါင်းပြီးတော့စနားပြတာ။ကျွန်တော်ဘာကလဲ?တို့နဲ့ပတ်စုံဆွေးနွေးဖို့ပြောတယ်။ဒါပေမဲ့တို့ဘက်ကလုံးဝလက်ခံဘူး TNL ဂိတ်ကိုဖြတ်စည်းလိုက်ကြတယ်။ စစ်ကောင်စီရဲ့လေကြောင်းကနေပြီးတော့လွတ်ဖို့အတွက်ဖြစ်တယ်လို့စလားပြပွဲမှာပါဝင်သူအချို့ကပြောဆိုတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ရှင်သူဟာကျွန်တော်ပြည်သူကိုကောင်းကောင်းဒုက္ခပေးပြီးကောင်းကောင်းအကြောက်တရား အချို့နေရာတွေမှာဆိုကျွန်တော်ပြည်သူတွေငတ်မခေါမအောင်တမင်တကာထားတာရန်ရက်ဆက်ရှုံးတာဒါတွေကထောင်ချောက်ပါဒါတွေကထောက်ပေါက်မဟုတ်ဘူးဘူးလရှိရွက်ကောက်ပတ်လို့စန့်ကျင်ကြဒါတွေကထောင်ချောက်ဒါတွေကထောက်ပေါက်မဟုတ်ဘူးဆိုတာမျိုးဒီပုံစံမျိုးလက်ရှိကြီးတဲ့ဒေသမျိုးရနေမိအတိအကျမှာအခက်မြေပြင်မှာကြုံတွေ့နေရတာ တော်တော်ကိုယ်နိုင်ချက်ပေါက်ပိတ်ခဲ့ရတာလည်းရှိတယ်ကျွန်တော်တို့ကျွန်တော်နှစ်လကျော်ကြာပိတ်မိတယ်မြေသားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာနတောင်ပိုင်းတိုင်းရဲ့တာဝန်ကကျွန်တော်ကိုယ်နိုင်ဖုန်းဆက်လာမယ်ညီလေးလာမယ်ဒါမယ်အဲ့ဒီ case တွေမဖြစ်ခင်ရတယ်ကျွန်တော်သူ့ကိုပြောအဲ့လိုလုံးမရဘူးအဲ့လိုလုံးလုံးမရဘူး ါတို့ကမာမိတ်ဖြစ်တယ်ငါတို့ကသူတို့နဲ့ဘယ်လိုဆက်ဆံနေတာဖြစ်တယ်အဲ့လိုလုံးလုံးမရောတကယ်လှုပ်တော့ခံရတာကျွန်တော်တို့နောက်ဆုံးဘလို့မှမရတဲ့အချိန်မှာကြောက်ရစီရောကျွန်တော်ကိုယ်တိုင်ဖုန်းဆက်တာကြောက်ဒီလိုလိုပဲကြောက်ကျွန်တော်တခေါက်မပြောတယ်ညီလေးအကိုမင်းနဲ့ပြန်ကားကားထွက်လိုက်မင်းနဲ့ပြန်ကားရောက်သွား ီလိုချင်းမျိုးတွေကျွန်တော်တို့ကိုယ်နိုင်တဲ့ဖူးတွေဒူးတွေကြုံခဲ့ရတာကျွန်တော်တို့နီမျိုးစုံနဲ့ဒီတော်လန်ရေးမှာကြုံကန်ခဲ့ရနီမျိုးစုံနဲ့ကျွန်တော်တို့ထပေါက်မျိုးစုံကိုကျွန်တော်တို့ကိုယ်နိုင်လမ်းဖောက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘသူ့ကိုမှစိတ်ပြတ်သွားဘူးဘသူ့ကိုမှမကောင်းကြောင်းမပြောဘူးကျွန်တော်တို့ကျွန်တော်တို့တော်လန်ရုံနေတာကအရင်းငုံကိုချက်လုံးလုံးကျွန်တော်တို့ကိုချိုးတွေကိုစော့ပြီးတော့ ကျွန်တော် drive ပြီးတော့မှရှိကျွန်တော်အတွက်ပြောင်းစုဘွားတိုင်းရင်းသားတွေအားလုံးအတွက်ကျွန်တော်တော်လိုင်းလုပ်နေခြင်းဖြစ်တယ်။ကိုယ်ထက်ကျွန်တော်တိုင်းရင်းသားတွေပို့ချစ်လို့ကျွန်တော်တော်လိုင်းမှာပါဝင်နေကြတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့မှာကိုယ်ဝင်ဒုက္ခတွေရှိတယ်။ကျွန်တော်တို့မှာအခက်နဲ့ချင်းချောက်ခံရတာတွေရှိတယ်။ကျွန်တော်တို့မှာနောက်ကျတော့ဒါနဲ့ထိုးနေသူတွေရှိတယ်။ဒါမှကျွန်တော်တို့ဘယ်တော့မှနောက်မဆုတ်ခဲ့ နီးမျိုးစုံနဲ့ကျွန်တော်တို့တက်တက်နီးလဲအကုန်သုံးပြီးတော့ကျွန်တော်တို့ရှေ့ကိုဆက်နေတာဖြစ်တယ်။ဒါကိုကျွန်တော်ရဲ့ feel ကိုကြည့်နေတယ်။ကျွန်တော်ရဲ့မိသားစုဝင်တွေဒီအကြောင်းကိုနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်။သူကျောင်းရဲ့ဘာလို့ပြင်းနေလဲ။တော့ရအဲ့ဒီတော့ကိုကျွန်တော်ခေါ်ထုတ်ကြတယ်။ဘုရင်ပြောမယ်ဆိုရင်မြန်မာချက်ငွေ300နဲ့340လောက်ကျွန်တော်လုပ်မရတဲ့ပြဿနာမရှိဘူးကျွန်တော်နီးမျိုးစုံနဲ့ရအောင်ခေါ်ထုတ် ီစဉ်နေလဲကျွန်တော်ဆွဲထားတယ်တစ်စက္ကန့်တော့နောက်ကျလို့မရအောင်ရာရာပြောင်းသွားနိုင်ပြောင်းရင်ဘောဘာလဲတည်ခြင်းတရားပီရီယက်ခေါင်းမာတယ်တော်တော်ခေါင်းမာကျွန်တော်တို့လူငယ်တွေကျွန်တော်တို့အများကြီးပြရခံရတာဒီအရောင်ကြားထဲမှာလုံးလုံးနေတဲ့အချိန် ုံစံရုံးစုံနဲ့ကျွန်တော်တို့ထုတ်လင်မာလေးထုတ်လင်မာလေးဒါကြောင့်ဒီနေ့အချိန်ကြီးကျွန်တော်တို့အောင်ပွဲတွေရနေတာဟုတ်ပြီကြောက်ရမသားဆိုတော့ဘောဒီကအဲ့လိုပါအဲ့လိုဒါဆိုတော့ကျွန်တော် DNA လေးမှာလက်ရှိမှာကျွန်တော် basic quick တက်ကနေပြီးတော့ဒါ drone ကြီးမြားပြအုံပြုတ်ပြီးတော့နည်းနည်းကြည့်ရရောဝင်ရနေပြီးတော့ကျွန်တော်တို့တက်နေတဲ့ပုံချက်ဒီပြကတ်မှုတွေနဲ့ရှေ့ကိုဆက်တိုးနေတာဖြစ်တယ် ပြီးတော့အချို့ကြီးရ data တွေကိုသူတို့ကကြောင်ပြားတွေသွင်းပြီးတော့ကြောင်တီအန်အေတက်ဖွဲ့ဝင်တွေအဲ့ဒီကြီးရထဲမှာနေမယ်ဆိုရင်အဲ့ဒီရွာတွေကိုပါဘုံပြင်းမယ်ဆိုတော့ချိန်ချောက်မှုတွေတကယ်လည်းလုပ်ပြဒီလိုခြေနေလေးတွေကိုကျွန်တော်တို့နော်အခုတနေ့ဆက်ဆက်မြင်တွေ့လာတာဖြစ်တယ်ဆိုတော့လက်ရှိအချိန်မှာတောင်ပန်းနေပြီးတော့ကြောင်ပြားမျိုးအနည်းလုံးဝဲ တောင်စင်းလေးနဲ့စကန်တာတီအော်တီမှာစကောင်စီနဲ့ GMTNL ကြတိုက်ပွဲပြင်းထန်နေတယ်စက်တင်ဘာ28ရက်နေ့သတင်းတွေမှာကျွန်တော်တို့ဖော်ပြထားတာရှိတယ်ဒီကြတဲ့ DNA တစ်ဖက်ကခေါင်းကိုဖြတ်ပြီး drone နဲ့ပြန်ချပြီးတော့ကြောက်စိတ်တွင်စစ်ပြူအားကိုတုံးပြုတ်နေတဲ့အခြေအနေကြီးလည်းရောက်ရှိနေတယ်။ကိုယ်အကြုံတွေ့ရတဲ့ DNA တွေရဲ့တစ်ဖက်ဝင်တဦးရဲ့ဒါပြောအရာပေါ့နော်။ fancy ထားတဲ့ DNA တစ်ဖက်ဝင်ခေါင်းကိုဖြတ်ပြီးတော့စကောက်စီဘက်ကနေပြီးတော့ DNA တစ်ဖက်ဝင်နေရှိရ drone နဲ့ပြန်လာချပေးပြီးတော့ကြောက်စိတ်တွင်တဲ့ နီးပြူဟာကိုအသုံးပြုနေတယ်လို့ဆိုပါတယ်ဒိုမိုကြီးကြပါတယ်ထင်တယ်ကြပါတယ်မကွဲဘူးဆာလိုက်ထဲမှာထည့်ထားတယ်အဲ့ဒါကိုအဲ့ဒီဆာလိုက်ကိုဖွင့်လိုက်တဲ့အချိန်မှာဖန်ခန္ဓာရရတယ်ကျွန်တော်တို့ဒါတပည့်ဝင်လူကောင်းဖြစ်နေတာကိုတွေ့ရတာပါတဲ့အခုချိန်မှာလည်းဒိုတခိုင်မှုတွေကိုဒီကအသုံးပြီးတော့ဆစ်စင်ရေးကိုဆင်နွှဲနေတယ်လို့တရားနဲ့တပည့်ဝင်တွေကလည်းပြောဆိုထားပါတယ်ဆိုတော့သူက တောင်မျိုးကိုပြန်မျိုးထိချုပ်ချင်တာပြီးတော့လာချိုမန်လေးပြောင်းစုလမ်းမကြီးကိုပြန်ထိချုပ်ဖို့အတွက်တီဘောမျိုးကိုဆက်ပြီးတော့လဲပဲဒါထိုးစစ်စင်တက်ခိုက်နိုင်တယ်ဆိုတဲ့သုံးသက်ချက်တွေလည်းကျွန်တော်တို့အားလုံးတွေ့နေရတာဖြစ်ပါတယ်လက်ရှိအချိန်မှာဒီတောင်းတက်တွေပေါ့နော်မျိုးတွေကိုလက်လွတ်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင် ဒီ TNLA တစ်ဖက်ဝင်တွေအပေါ်တရုတ်ရဲ့ဖိအားကကျွန်တော်2023အောက်တိုဘာ29ရက်နေ့မှာစတင်ပြီးတော့ဆက်ဆက်ပုံစစ်စင်ရေးရပောင်း89ရက်ကြာပြီးတော့2024ဇန်နဝါရီ10ရက်နေ့မှာတရုတ်ဖိအားတွေနဲ့ hiking သဘောတူညီချက်လက်မှတ်ထိုးပြီးတော့ခဏအပြစ်ကရက်ခဲ့ကြသေးတယ်။ဒါနဲ့အပြစ်ကရက်စမှုကတော့ကျွန်တော်တို့တာရှည်မခံခဲ့ပါဘူး2024ဇန်နဝါရီ25ရက်နေ့မှာဆက်ဆက်ပုံစစ်စင်ရေးဒုတိယပိုင်း ဒါဆက်စင်ရေးထပ်မံပေါ်ပေါ်လာပြီးတော့အဲ့ဒီတိုက်ပွဲတိုက်နေတဲ့အချိန်တော့တွေ့မှာပဲဒါတရုတ်ကညီတော်မာမိတ်၃ဘက်ကိုခေါ်ယူဖိအားပေးပြီးတိုက်ပွဲရပ်ဖို့တဲ့ဗမာလိုင်းကတပိုးမကြီးမားတဲ့ဖိအားတွေပေးခဲ့တာဆိုတော့အဲ့ဒီဖိအားတွေထဲမှာထူကြတဲ့အချက်ချက်က UWSC ဒီထင်းချုပ်ဒေတာကနေညီတော်မာမိတ်၃ဘက်ဘက်ကိုကြည်တောင်းမှစီစဉ်မှုမရှိစေဖို့အတွက်တရုတ်ကဝါတက်ရဲ့ဂိတ်တွေမှာထောက်လန်းရေးတွေထယ်ထားတာအဆပ်ပြီးတော့ ဒီမျိုးမမိတုံးပွဲရဲ့ချင်းဆက်နေတဲ့တရုတ်နယ်စပ်တွေမှာတရုတ်နယ်စပ်ခိတ်တွေကိုအထူးစောင့်ကြည့်ပြီးတော့ဂိတ်တွေအကုန်လုံးကိုပိတ်ပြီးတော့ပါဖီအားပြီးနေခြင်းဖြစ်ပါတယ်အဲ့ဒီဖီအားတွေနဲ့တူကျွန်တော်ကိုကန့်တက်ကဂျန်ပစစ်ခွေးတက်နဲ့အပြစ်ကရက်ပြီးတော့လာရှုံမြို့ကိုဂျန်ပစစ်ခွေးတက်စီမှာလကားပြန်လွှဲပစ်လိုက်ရတဲ့အခြေအနေတွေလည်းရှိခဲ့တယ်ပြီးတော့တရုတ်ဟာကိုကန့်တက်ရဲ့ခေါင်းဆောင်တွေကိုဖမ်းဆီး ယုံနာမကပဲနဲ့တရုတ်ဘက်ကနေစီးစင်းနေတဲ့ဘူကန်တက်တူရဲ့ငွေကြေးတွေကိုပါထိန်းချုပ်လိုက်တဲ့အပြင်တောင်းဘက်ကလည်းပဲနီမျိုးစုံနဲ့ဖိအားပေးနေတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။ကျွန်မိသားစုဝင်တွေဒါကလက်ရှိချိန်မှာဒါကပအေအာဂျီတရုတ်နိုင်ငံကကျွန်တော်တို့ရဲ့နိုင်ငံအရှိကျွန်တော်တို့ရဲ့ပြည်တော်စုဘာတိုင်းရင်းသားတွေအပေါ်မှာဂုံသွေးစော့ကြိုးကင်နေတာတင်းတင်းရှားရှားမြင်တွေ့နေရပါတယ် သူ့လက်ကိုလက်ဆိုတာရှိတယ်။ကိုယ်နဲ့ကြရင်တော့မနှွေစတန်လို့ပဲကျွန်တော်ပြောချင်တယ်။လက်ရှိတောင်းနိုင်ငံတွင်းမှာရှိတဲ့တရုတ်နဲ့ပတ်သက်သူမှန်သမျှနဲ့တရုတ်စီးပွားရေးအားလုံးပြည်သူပိုင်းဖြစ်စေရမယ်လို့ဒီနေ့ကျွန်တော်တိတိလင်းလင်းပြောချင်ရင်ဒီနေ့ဗီဒီယိုကိုဒီလိုချုပ်ပြစေ။